ားလုံးညပါတယ်နည်းနည်းမယ် YouTube channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဆိုတော့ကျွန်တော်တို့အဲ YouTuber League ကျွန်တော်တို့ဒီပွဲစဉ်အပြီးမှာအဲဒီဘာလဲ Women Amrin ကကျွန်တော်တို့ဒီပွဲပြီးကျွန်တော်တို့ဒီ press conference ကျွန်တော်တို့လုပ်တယ်အဲ့မှာတခါလေကျွန်တော်တို့ဒီဒါမဲ့ကျွန်တော်တို့ဒီ Sunday ပေါ့လीကျွန်တော်တို့လက်ဖြတ်မှာကစားမယ်အဲဒီ Uber Hunter နဲ့ပွဲစဉ်အတွက်တခါလေကျွန်တော်တို့ဒီဟာဒီ pre match press conference တခါလေလုပ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအဲဒီဘာလို့သူပြောသွားတဲ့အကြောင်းအရာလေးစိတ်ဝင်စားဖို့ ကောင်းတဲ့အကြောင်းအရာတွေကျွန်တော်တို့တော်တော်များများရှိတယ်ပေါ့နော်အဲ brother တို့လည်းကျွန်တော်တို့တချို့တော်တော်များများသိထားပြီးသားလည်းဖြစ်မှာပေါ့နော်အဓိကကျွန်တော်ပါလဲဆိုလို့ရှိရင် squad rotation နဲ့ပတ်သက်ပြီးရောအဲဒီအခုလက်ရှိကျွန်တော်တို့ဒီပေါ့နော်အဲဒီကျွန်တော်တို့ဒီ Europa League ပွဲကတော်တော်ကိုကျွန်တော်တို့ချိန်ကြာကြီးကျွန်တော်ကစားလိုက်ရတယ်ကစားသမားတွေတော်တော်များများကျွန်တော်ပြင်ပန်းသွားကြပြီဒီနေ့သားမှာကျွန်တော်တို့ဒီပေါ့နော်အဲဂျားထဲမှာတော့အခုလက်ရှိကျွန်တော်တို့ဒီပါလဲ Uvaina ပွဲရှိမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဂျားထဲမှာကျွန်တော်တို့ဒီဘာပွဲမှမရှိဘူး နောက်တစ်ပတ်ကြာလို့ရှိရင်ကျွန်တော်တို့ဘုံပေါက်နဲ့ကံမယ်ပြီးရင်ကျွန်တော်တို့ဂျားဂျားရက်ထဲမှာအဲဒီဘာလဲဂျိုပါလိကျွန်တော်တို့စင်ဖိုင်နဲ့ကံရတယ်လိုချင်နေမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီ squat rotation နဲ့ပတ်သက်ပြီးတော့အဲပြောတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခုလက်ရှိက injury ကစားသမားတွေကအရင်များတယ်ဗျာ injury ကစားသမားတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ zigzag တို့ကျွန်တော်တို့ရှိတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ delete တို့ရှိတယ် အများကြီးပဲအာမတ်တို့ရှိတယ်တော့ပြန်လာဖို့ရှိရမရှိရဆိုတာဒါကျွန်တော်တို့ဒီတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒီပွဲတွေကျွန်တော်တို့တောက်လျှောက်ကစားတိုင်းကစားတိုင်းမှာကျွန်တော် first line နဲ့ကစားသမားတွေအဲဒီပေါ့နော်နည်းနည်းချင်းကျွန်တော်တို့စပြီးတော့ဆုံးရှုံးနေရတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဒီနေ့သားမှာ Ruben Amorim ကအဲဒီပေါ့နော်ပွဲပြီး brass မှာသူပြောသွားတဲ့အထက်မှာဆိုလို့ရှိရင်လည်းလူငယ်ကစားသမားတွေကိုကျွန်တော်တို့အဲဒီနေရာပေးရတော့မယ့်အခြေအနေကိုရောက်ပြီဆိုတဲ့ပုံစံမျိုးတွေသူပြောထားတယ်မျိုးကျွန်တော်ရှိတယ်ဆိုတော့အခုလက်ရှိကျွန်တော်တို့ဒီ မာဆိုလို့ရှိရင်လည်းသူများသောအဖြစ်ပြောသွားတာဒီမှာဆိုလို့ရှိရင်အဲ့လိုမျိုးကျွန်တော်ဒီလူငယ်ကစားသမိုင်းနဲ့ပတ်သက်ပြီးသူပြောသွားတဲ့အကြောင်းရှိတယ်။ဆိုတော့ဘာကြီးပြောထားလဲကျွန်တော်ကြည့်အောင်ပေါ့နော်။ဆိုတော့ပထမဦးဆုံးကဒီလာမယ့်ကျွန်တော်တို့ဒီ Sunday ပွဲမှာဘာအပြောင်းလဲကျွန်တော်လုပ်ဖို့ရှိလေပေါ့နော်။ဆိုတော့ဟိုအဲ့ဒါနဲ့ပတ်သက်ပြီးသူပြောရခါမှာဆိုလို့ရှိရင်ဒီနေ့ပွဲဆိုလို့ရှိရင်ကျွန်တော်တို့အဲကစားသမိုင်းတော်တော်များများကျွန်တော်ဟိုပင်ပန်းနေကြပြီပေါ့နော်။ဟို ဒါတော့လူကစားသမားမျိုးတောင်မှပေါ့နော်အမြင်နဲ့ကျွန်တော် ready ဖြစ်တယ်ဒါပေမဲ့ဒီနေ့ဆိုလို့ရှိရင်သူတော်တော်လေးကျွန်တော်ပင်မန်းနေဆိုပြီးတော့ဒါတော့တရားတော့ပဲကျွန်တော်တို့ပြောသွားမယ်တကယ်တမ်းကျွန်တော်ဒီတသိန်းလုံးပြီးပါကျွန်တော်ပင်မန်း Bruno လို့လည်းကျွန်တော်ပင်မန်းတာပဲတော်တော်များများကိုကျွန်တော်ပင်မန်းနေတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့အခုလက်ရှိအနေအထားကို brother ဘယ်လိုမြင်ကြလဲကျွန်တော် Premier League ကိုအဲဒီပေါ့နော်ဟို focus ထားတည်တယ်လို့ထင်တယ်ထင်ကြတာပေါ့နော်ကျွန်တော်ဒီ Emery ကတော့ကျွန်တော်ဒီအခုလက်ရှိကျွန်တော် Uber League ကိုပဲအဓိကကျွန်တော် focus တော့မယ့်အခြေအနေမျိုးလို့ကျွန်တော်ထင်တယ်အဲ press မှာလည်းသူ ဟိုဗောနော်ကျွန်တော်တို့ဒီထုတ်ပြီးတော့ပြောသွားတယ်ယူပါလီကိုကျွန်တော်တို့လုံးဝ focus တော့မယ် premier league ကိုကျွန်တော်တို့ဒီ short လိုက်ပြီးတော့မပြောဘူးဗောနော်ဟိုယူပါလီကို focus ပြီးတော့သွားမယ်အဲတကယ်လို့ကျွန်တော်ယူပါလီရမယ်ဆိုလို့ရှိရင် champion league ဝင်ဝင်ရမယ်အဲ့မှာကျွန်တော်တို့ဒီဗောနော်အာဒီ budget ဒီဗောနော်အခုလက်ရှိကျွန်တော် transfer window မှာတောင်းရမယ် budget နေထိုင်ကျွန်တော်တောင်းပါမယ်ဒီလိုအခြေအနေမျိုးဗောနော်ဆိုတော့ဒီတကြောင်မလို့ယူပါလီကိုအာဒါတကယ်ကျွန်တော်ဖြစ်တဲ့အခြေအနေမျိုးဗောအဲ့လိုဆိုတော့အခုလက်ရှိကျွန်တော်တို့ဒီ အသင်းရဲ့ကျွန်တော်စတန်ဒင်ကျွန်တော်ကြည့်ပြအဆင့်ဆက်လေးပြဘလုံးမှကျွန်တော်တို့ဒီဘာမှကျွန်တော်တို့ဖြစ်လာတဲ့အကြောင်းရှိကြတော့သိရမှာဆိုတော့ဒီတက်ကြောင့်မလို့အဲဒီပရီးမီးယားလိမှာတော့ကျွန်တော်တို့ဒီအပုံမပြက်လေးကျွန်တော်ရအောင်ကန်ကန်ပြီးသွားလို့ရှိရင်တော့အဲဒီယူရိုပါလိကိုအမှန်ကန်ကျွန်တော် focus ထားပြီးတော့ပြန်ရမယ့်အချိန်လေးမှာကျွန်တော်ရှိနေတယ်ပေါ့နော်ဆိုတော့ဟိုဆိုးတာကျွန်တော်ဘာလဲဆိုလို့ရှိရင်ဒီစပါးတို့ဘာလို့ဆိုလို့ရှိရင်လည်းကျွန်တော်တက်လာမှုရှိတယ်ပြောလို့မရဘူးကျွန်တော် final ပိုင်းရောက်ရောက်လာဘာလို့ဆိုတော့တွေ့တာဘိုလိုကလင်းနေဗျာစပါးတက်လာမယ့်နေထားမှာရှိတယ် ော့ final ကိုစပါကိုစပါရောက်မယ်ဥမထားပါတော့ Manchester United ကပြီးပါအောင်နိုင်နေပါညာပေါ့ဗျာအဲ့ဒီထားမှကျွန်တော်တို့ဒီစပါကလည်းကိုယ်လိုအချင်းနေစိုးနေတာပဲတကယ်တမ်းအခုလက်ရှိဆိုလို့ရှိရင်စပါနဲ့ကျွန်တော် United နဲ့ကဲ့ရကြည်ဆိုတော့ဘာမှမဆိုဖြစ်သွားနိုင်တဲ့အချင်းမျိုးပေါ့နော်ကျွန်တော်တို့တော်တော်တော့ကျွန်တော်တို့ဒီဟိုစိတ်ပူပြီးတော့ကောင်းတယ်အခုလက်ရှိအနေထားကကျွန်တော် Premier League မှာလည်းဘာမှကျွန်တော်တို့ဘာမှမတူတော့ဘူးဒီအနေထားမှာကျွန်တော်တို့ဒီ Europa League ကိုပဲ focus ကြမယ်အနေထားမျိုးတော့ကျွန်တော်တို့ဖြစ်နေတယ်ပေါ့နော်ဆိုတော့ အဲနောက်ထပ်ကျွန်တော်တို့ဒီပေါ့နော်အဲလီနီလော့ဖ်တို့မက်ဇရာဝီတို့ပေါ့နော်အဲမက်ဇရာဝီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူစားလဲပြီးတော့တန်းပြီးတော့သူ့ရဲ့ personal case ရှိလို့ပြန်လွှတ်လိုက်တယ်ဆိုတာမျိုးကျွန်တော်ပြောထားတယ်လီနီလော့ဖ်ကအဲဒီ personal case ရှိတဲ့အတွက်ကြောင့်မလို့ပြန်လွှတ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးပြောထားတယ်ဒါနဲ့ပတ်သက်ပြီးသူပြောတဲ့အခါမှာဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီဘောလုံးကအရေးကြီးတယ်ပေါ့နော်ဘောလုံးကတကယ်ကိုအရေးကြီးတယ်ဒါပေမဲ့လည်းပဲအဲဘောလုံးထက်အရေးကြီးတဲ့အရာတွေတို့မှရှိသေးတယ်ပေါ့နော်ဆိုတော့ဒီတကြောင်မလို့အဲကျွန်တော်တို့အဲသူတို့ကိုကျွန်တော်ပြန်လွှတ်လိုက်ရတာဖြစ်တယ်ဆိုတော့ အဲနောက်ပွဲတွေဆိုလို့ရှိရင်တို့ ready ပြန်ဖြစ်မှာပါဆိုပြီးတော့ကျွန်တော်ပြောသွားတယ်ဘာဖြစ်တာလဲတော့ကျွန်တော်မသိဘူးဗောနော်ဟိုအဲတရောက်ရောက်ကျွန်တော်တို့ဒီထိခိုက်တန်ရရတာဘာညာဘောနော်မိသားစုဝင်နေရဖြစ်ဖြစ်အဲ့လိုမျိုးကြီးကျွန်တော်တို့ဖြစ်ပုံများပါတယ်ဆိုတော့အဲနောက်ထပ်ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်ဒီလူငယ်ရင်းနဲ့ပတ်သက်ပြီးဗောနော်လူငယ်ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီအနာဂတ်ကိုကျွန်တော်မေးထားရခံပါဆိုလို့ရှိရင်အခုလက်ရှိအနေထားကတော့ကျွန်တော်တို့လူငယ်တွေကလေးတွေကိုကျွန်တော်တို့ကွင်းထဲကိုထည့်ကစားဖို့အတွက်အကောင်းဆုံးအနေထားတစ်ခုအကောင်းဆုံးຢາດີတစ်ခုကျွန်တော်တို့ မဟုတ်ဘူးပေါ့နော်ဆိုတော့အဲဒီဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်လူငယ်တွေကိုထည့်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်အတင်းတင်းမှငါကျွန်တော်တို့တကယ်ကိုကျွန်တော်ခိုင်မာတဲ့ဒီပေါ့နော်အုံမြစ်တစ်ခုကျွန်တော်တို့လိုတယ်ဆိုတော့ဒါပေမဲ့ပေါ့နော်ဒါပေမဲ့အခုလက်ရှိအခြေအနေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့တခါတလေပေါ့နော်တခါတလေမှာဒီလိုပုံစံမျိုးတွေနော်ဘာမှမထူးတော့ဘူးဆိုတဲ့အနေအထားမျိုးမှာကျွန်တော်တို့လူငယ်ကစားသမားတွေကိုတုံးရဖို့ကျွန်တော်ရှိတယ်ပေါ့ဆိုတော့ အဲသူတို့အနေနဲ့ဆိုလို့ရှိရင်သူတို့အနေနဲ့ကျွန်တော်တို့ဒီပေါ့နော်ဟိုအံဩကောင်းအံဩသွားလိမ့်မယ်ဒါပေမဲ့လည်းပဲကျွန်တော်တို့အခုလက်ရှိအခြေအနေမှာဆိုလို့ရှိရင်အတင်းရတကယ်ကိုကျွန်တော်ခက်ခဲနေတာဖြစ်တယ်ဆိုတော့ဒီလိုမျိုးကျွန်တော်ခက်ခဲတဲ့အချိန်မှာဆိုလို့ရှိရင်ဒီပေါ့နော်ကလေးတွေအတွက်ဒီပေါ့နော်ကျွန်တော်တို့ဒီတင့်တော်တဲ့အနေထားမဟုတ်ဘူးဆိုလို့ရှိရင်တော့မှတကယ်ကျွန်တော်လှုပ်ဖို့ဒီလူငယ်လေးတွေကိုကလေးလေးတွေကိုကျွန်တော်ကွင်းထဲကိုထည့်ပေးဖို့တကယ်လိုအပ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ ရအောင်လုပ်သွားမှာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပြောထားတာဖြစ်ပါတယ်။ဒါကိုကြည့်ချင်းအားဖြင့်ကျွန်တော်သိနိုင်တယ်။ဆိုတော့လူငယ်ကစားသမားတွေကိုကျွန်တော်ပရီးမီးယားလိမှာမြင်ရဖို့ရှိတယ်ဆိုတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိပါတယ်။ဆိုတော့အဲကျွန်တော် highlight လုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ချီလိုဦးပြီးလို့ရှိမယ်။နောက်ပြီးလို့ရှိရင်ကျွန်တော်ဒီထားပါတော့ Alien Heaven ရှိမယ်ပေါ့နော် Alien Heaven လို့ရှိမယ်။ပြီးရင်ကျွန်တော်အခုလက်ရှိဆိုနေရကျွန်တော်ဒီအဲဒီ Yoruba League ပွဲမှာလည်းဝင်ကစားသွားတယ်။ Harry Armes တို့ကျွန်တော်ရှိမယ်။ဆိုတော့သူတို့၃ယောက်ကတော့လုံးဝ အဲဒီပေါ့နော်ကျွန်တော်ဒီပရီးမီးယားလိမှာတောက်လျှောက်နေရာရလာတော့မယ်အခြေအနေမျိုးမှာကျွန်တော်ရှိတယ်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီပေါ့နော်အဲမိသားစုထဲမှာဆိုလို့ရှိရင် Chiro OB ကိုကျွန်တော်တို့ဒီပေါ့နော်အဲ Resmat ရဲ့အရင်အဖြစ်ကျွန်တော်တို့မြင်ရနိုင်ချေရှိလာပေါ့နော်ဒီလိုပုံစံမျိုးပြောထိုင်တာမှာအာတေချာပေါ့မနော်တေချာပေါ့ကျွန်တော်တို့မြင်ရဖို့ရှိပါတယ်အဲ Chiro ကစားရဲ့အခါမှာဆိုလို့ရှိရင်လည်းသူတော်တော်လေးကောင်းကစားနိုင်တယ်ခုလက်ရှိကျွန်တော်တို့ဒီ In Heaven ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုဒီပေါ့နော်ကောင်းကောင်းကစားနိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေတယ်ဆိုတော့ အခုလက်ရှိအဲကျွန်တော်တို့မှာက injury တွေကျွန်တော်တို့တော်တော်လေးများနေပါတော့ဆိုတော့ဒီတက်ကြောင်းမလို့သူတို့လိုကစားသမားလေးကျွန်တော်လိုအပ်တယ် Harry Armas လည်းအပါဝင်မယ်ပေါ့နော်ဒီလိုပုံစံမျိုးကျွန်တော်ပြောသွားဒီ၃ယောက်ပဲပေါ့နော်ဆိုတော့ကျန်တာကတော့ကျွန်တော်တို့ဒီ Onana ဟိုဘလောက်ကောင်းတာပြီးလို့ရှိရင်ကျွန်တော် Uber Hand နဲ့အနေနဲ့ဒီ Uber နဲ့နီးပြကဘလောက်ထိကျွန်တော်တို့အဲဒီပေါ့နော်အဲ Uber Hand နဲ့ကိုဘလောက်ထိကျွန်တော်တို့လုံပြထားနိုင်တဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့သူတို့ဆိုလို့ရှိရင်ညကျွန်တော်တို့ဒီဘယ်လိုပြောရမလဲ ရူဘင်အမ်ရနဲ့ကျွန်တော်ဒီ ideology နည်းနည်းဆင်တယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့ဒီဒီ barrier ဆိုရင်ကျွန်တော်နှီးပြပါเนาะနမည်တော့ကျွန်တော်လည်းမှတ်မှတ်ပြီးတော့ fitter barrier ပါเนาะ fitter barrier ဆိုရင်နှီးပြကအဲသူက3 band နဲ့ကျွန်တော်ကစားတာသူကအဲ့ဒီပထမကြော့တွန်းရတယ်ရူဘင်အမ်ရနဲ့တွေ့တယ်ကျွန်တော်ဒူးစီနဲ့ကျွန်တော်ရှင်းသွားတယ်ပေါ့နော်အခုလက်ရှိကျွန်တော်အိမ်ကမှပြန်ပြီးတော့တွေ့မဲ့အခြေအနေမျိုးပေါ့နော်ကျွန်တော်ကတော့ဒီ premier league ကိုမှန်တယ်ပြောလို့ရှိရင်အရင် expectation တော့မထားတော့ဘူးဂုံတိတ်ခါအရပဲကျွန်တော်ကန်ကန်သိမ့်တော့တယ်ပေါ့နော်ဂုံတိတ်ခါအရပဲကန်တကယ် europa league ကို အင်ဒီအားပြင်းနဲ့ကျွန်တော်လိုင်ယွန်နဲ့ပွဲရလို့ကျွန်တော်မန်ဒလတီမျိုးနဲ့လုံးဝကျွန်တော်ဒီဟိုပေါ့နော်ကစားသမားတွေလည်း fresh ဖြစ်နေကိုကျွန်တော်လိုးတယ်ဆိုလိုနေသားမျိုးမှာလူငယ်တွေအတွက်တကယ်ကျွန်တော်အခွင့်အရေးတစ်ခုကျွန်တော်ဖြစ်လာတော့မယ်လို့ကျွန်တော်တော့ထင်နေဆိုတော့အဲတကယ်ဒီပေါ့နော်လူငယ်တွေအတွက်ဒါကလုံးဝအခွင့်အရေးကြီးပဲပေါ့နော်ဆိုဟိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့လူငယ်တွေကိုကျွန်တော်မြင်တွေ့ခွင့်ရအောင်မယ်ဒါကျွန်တော်တို့အတွက်ကောင်းတဲ့အရာပဲဒါပေမဲ့ကျွန်တော်တို့ဒီနောက်မှာကျွန်တော်တို့ဒီ result မကောင်းတာတွေကတော့ပါလာလိမ့်မယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် ော်ကျွန်တော်တို့အဲပြိသက်တွေအနေနဲ့နည်းနည်းလေးကျွန်တော်ဒီကြံ့ကြံ့ခံထားဖို့လို့ကျွန်တော်တို့အသင်းကအခုလက်ရှိအနေထားမှာအမရိကကျွန်တော် Europa League ကိုလုံးဝကျွန်တော်ဒီ full focus ထားတော့မယ့်အနေထားမှာကျွန်တော်ဖြစ်သွားပြီပေါ့နော်အသင်းအခြေအနေကိုကျွန်တော်ပြန်ကြည့်လို့ရတယ်ဗျာပြီးပြီးခဲ့တဲ့ကျွန်တော် Lion နဲ့ပွဲကိုကျွန်တော်ကြည့်ကြည့်လိုက်ကျွန်တော်တို့မှာ user လဲစီရအောင်ကျွန်တော်ကြည့်လိုက်ဒီမိနစ်60ကျော်သွားပြီနောက်ပိုင်းမှာကျွန်တော် first line နဲ့တည်ရနေပြီးတော့တောက်လျှောက်ကျွန်တော်တို့ထုတ်လာပြီထုတ်လာပြီကာနာချိုလိုတွေပြင်မဲနေပြီဒလော့တို့ပြင်မဲနေပြီ နော်မဇာဝီတို့ကျွန်တော်တို့ဒီထားပါတော့ပင်မန်းနေပြီပေါ့နော်အဲဒီလိုပုံစံမျိုးတွေကျွန်တော်ဖြစ်လာတဲ့အခြေအနေမျိုးတွေကျွန်တော်ပြရူရူတို့ကျွန်တော်ပင်မန်းနေပြီအကုန်ပင်မန်းနေဘရူနိုဆိုလို့ရှိရင်ဘာလောက်တော့မလုပ်နိုင်တော့ဘူးတို့အဲဒီလိုပုံစံမျိုးတွေကျွန်တော်ဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒီထားမှာကျွန်တော် rotation ကောင်းကောင်းလုပ်ဖို့လို့ဒါပေမဲ့အရန်ကုန်ကြီးလိုက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့မှဒီပေါ့နော်ဟိုအရန်တဲ့တုံးလို့ရရင်ကစားသမားအများကြီးမရှိဘူးအများကြီးမရှိဘူးနော်အရန်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ထားပါတော့ဗျာ Lindy Loft တို့ရှိတယ်နောက်ပြီးလို့ရှိရင်ကျွန်တော် Luxor တို့အခု ပြန်ပြီးတော့ပါလာတယ်မင်းဆမ်မောင်းလို့ရှိရယ်နော်အဲရီဆန်လို့ရှိရယ်နော်ထိုဘီကော်လီယာလို့ရှိရယ်အဲဒါတော့ပဲအဲ့ထက်ပိုပြီးကျွန်တော်မရှိဆိုတော့မိနစ်120လောက်ကျွန်တော်ကစားတဲ့အချိန်မျိုးမှာကစားသမားတွေကျွန်တော်ရှေ့မှာလဲတကယ် intensity မြင့်နေယူကာဆယ်လို့ပွဲမျိုးကျွန်တော်ကစားထားတယ်ဆိုတော့ဒီလိုအခုလက်ရှိကျွန်တော် lion နဲ့ပွဲမှာကြာလဲဒီပေါ့နော်လုံးဝကျွန်တော်အမှန်ကန်ပြဲလန်းနေအောင်ကျွန်တော်ဆော့ရတယ်ဆိုတော့ကျွန်တော်တို့ဒီတိုက်စစ်မှုကျွန်တော် response file လဲကျွန်တော်ပင်မန်းလို့ထုတ်တယ် okay သူ့နေရာမှာကျွန်တော်တို့အစားထိုးမယ်လို့မရှိဘူးကျတော့ဘလိုလောက်ရလဲမကွိုင်းရကျွန်တော်တင်ဆော့ရဒီလိုပုံစံမျိုးကြီးချင်ကြောဖြစ်အဲ့ဒီကပွဲဆိုလို့ရှိရင်ကွင်းလေကစားသမားကြီးပဲကျွန်တော်တို့၅ရောက်နောက်တန်းနေကျွန်တော်၅ရောက်ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ဒီလိုင်းကိုကျွန်တော်တို့နိုင်ခဲ့တာပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့အတချို့ဆိုလို့ရှိရင်လည်း injury ကနေခုမှကျွန်တော်ပြန်လာတဲ့ကစားသမားကြီးရှိတယ်မိနစ်90တွတ်ထည့်ဆိုလို့မရဘူး main လို့ကစားသမားတွေမစ္စမောင်းလို့ကစားသမားတွေမိနစ်90ပြည့်ထည့်လို့မရသေးဘူးဆိုတော့ဒီနေ့ထားမှာကျွန်တော်ဒါက လူငယ်တွေအတွက်ကြောင့်ခွင့်ရေးပဲပရီးမီးယားလိမှာကျွန်တော်တို့ဆွမ်းဆောင်ရည်ကောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ယူရိုပါလိမှာဒီကစားသမားတွေအတွက်ကျွန်တော်အခွင့်အရေးတစ်ခုကျွန်တော်ဖြစ်လာနိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်ရှိတယ်ဒါမှမဟုတ်ကျွန်တော်နောက်ရာသီမှာခွင့်ရေးတစ်ခုဖြစ်လာနိုင်တဲ့အခြေအနေမှာရှိတယ်ဆိုတော့ချီတိုဘီတို့အေဒီဟက်ဗန်တို့ဟယ်ရီအာမတ်စ်တို့အတွက်တကယ်ကျွန်တော်အခွင့်အရေးကောင်းတယ်ပေါ့နော်ဂျန်နဲ့ဒီဘယ်လိုပြောရမလဲဘယ်လိုရှိသေးလဲကျွန်တော်ဒီနောက်တန်းမှာဆိုလို့ရှိရင်ကုကွန်ကီတို့လိုကစားသမားမျိုးတွေကျွန်တော်ရှိတယ်ဆိုတော့ကျွန်တော်မြင်ရဖို့ရှိမလားပေါ့နော်ဒါကြီးတော့ကျွန်တော်ဝိုင်နေတဲ့ပွဲမှာ ဆောင်ကြည့်ရမယ့်အခြေအနေမျိုးတော့ကျွန်တော်ဖြစ်ပါတယ်။အဲဆိုတော့ဒါကတော့ကျွန်တော်ဒီပေါ့နော် Ruben Amorim ကကျွန်တော် Wuhan နဲ့ပွဲတော့ press conference မှာပြောထားခဲ့တဲ့ကျွန်တော်စကားတွေကျွန်တော်ဖြစ်ပါတယ်။ဆိုတော့အဲတော်တော်များများလည်းကျွန်တော်ဟိုစိတ်ဝင်စားဖို့ကောင်းတဲ့ချက်လေးလေးပါလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဆိုတော့ဘာသာလို့ရောဒီ press နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲ။ဆိုတော့နောက်ပြန်ကျွန်တော် Wuhan နဲ့ ပွဲ30ချက်ကြာမှာပွဲကျော်30ချက်ကြာမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်။ကြည့်ရှုအပင်းညီကူများအားလုံးကိုကျေးဇူးများတင်ပါတယ်။ channel ကို subscribe လုပ်သေးသလိုရှိရင် subscribe လုပ်ပေးထားကြဖို့အားလုံးတောင်းဆိုပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာတွေ့ပါမယ်။အားလုံးကျေးဇူးပါ။